လက်ဗရန်ကျောင်းသားတပိတ်အကျန်းဖက်ဖြိုခွင်းမှုပေါ်ဆန့်ကျင်လမ်းလျှောက်ဆန္ဒပြခဲ့လို့ပုံမှန်143 145 145ခါခွေစတဲ့ပုံမှန်တွေနဲ့တရားစွဲခံထားရတဲ့ဆန္ဒပြကျောင်းသူပူပူနဲ့ငွေရံပြည်သူကိုဝင်းကြော်မှုတို့ကိုဇွန်လ17ရက်နေ့ကကမာရွတ်တရားရုံးမှာယုံထုတ်ခဲ့ပါတယ်။ပုံမှန်တွေတစ်မျိုးပြီးတစ်မျိုးတက်ယုံကျိန်းတွေခဏခဏပြန်ထင်းပြီးကိုနန္ဒာစစ်အောင်ကိုစောင့်နေလို့အမှုမစစ်ရသေးဘူးဆိုတာမဖြစ်သင့်ဘူးလို့မတ်ဤပုံကဆိုပါတယ်။ ဘယ်အချိန်ထိစောင့်ရမှန်းမသိဘဲစောင့်နေရတာကြောင့်ပူပူအနေနဲ့ကြောင်းမတက်ရပဲဖောင်ထဲမှာသာအချိန်ကုန်နေရတယ်လို့ပြောပါရယ် ခုနှစ်ရည်အချိန်မှာတော့ပုံမှန်ဟိုပုံမှန်ဆွဲတာပြောတော့ဟိုဒုံးနေပြင်ပြန်ချင်းတာပဲရှိသေးတယ်အမှုစစ်တာကတော့မရှိသေးဘူးနှစ်လားကျော်ရှိပြီတော့မှုစစ်နေတယ်ထားရတာသူတို့ပြောတာကတော့ဟိုသူကကိုနန္နာစစ်အောင်ဟိုစောင့်ပြီးတော့မှဟိုအမှုစစ်လို့ရမယ်လို့ပြောပါတော့အဲ့ဒီတိုင်းနာစောင့်နေမယ်ဆိုလို့ရှိရင်ဘောနော်ဒီလက်ရှိပုပွားကလည်းတေးတက်နေတဲ့ចောင်းသားတယောက်ဖြစ်တယ်လေဆိုတော့ဘယ်ချိန်ကြီးစောင့်အောင်မှလဲသူရဲ့ဟိုလူငယ်ဘွားကဘောနော်ထောင်ထဲမှာပဲအချိန်ပုံမှာတော့ចောင်းသားတယောက်နဲ့မတန်နဲ့ ဲ့ဘောပုံမှန်တေးလို့တော့ထင်တယ်ငါငါခါခွေးလို့တစ်လေးသုံးလို့တစ်လေးငါတို့တစ်လေးခွန်တော့တာမန်ပြည်သူတယောက်အနေနဲ့ဘလို့မှမသိနိုင်မသိဘူးဘောနော်ရဲရီဆိုလို့ရှိရင်သူတို့ဒီမှုနဲ့ပတ်သက်ပြီးတော့ဒီမှုရဲ့အထိပ္ပယ်ဘာဆိုတာတော့တေချာမသိရဘူးဖူဖို့ကိုဆွဲဆိုထားတဲ့ပုံမာတွေဟာလဲကျောင်းသူတယောက်အနေနဲ့မထိုက်တန်တဲ့ပုံမာတွေဖြစ်တယ်လို့ကျောင်းသားတွေသာ ထောင်ထဲမှာတခုခုဖြစ်သွားရင်အစိုးရမှတာဝန်ရှိတယ်လို့ဆိုပါတယ်ပညာရေးအတွက်လွတ်လပ်စွာဆန္ဒပြတာကို အကြမ်းကြီးနဲ့ဖမ်းဆီးထောင်ချနေတာဟာဒီမိုကရေစီဆိုတဲ့နာမည်နဲ့မညီတဲ့အပြင်ဂရိမတီးတဲ့အစိုးရဟာပြည်သူတွေအတွက်အစိုးရကောင်းလားဆိုတာမင်းငုံထုတ်เสียဖြစ်တယ်လို့ကိုမန်လေးကပြောပါတယ်။တောင်းသူပူပူနဲ့ဝင်းရံပြည်သူကိုဝင်းကြော်မှုတို့ကို လာမယ့်ဇွန်လ18ရက်နေ့မှာထပ်မံရုံချိန်ပေးထားပါတယ်။ကျောင်းသားလူလက်ခွင့်အတွက်ပညာရေးအတွက်တောင်းဆိုရယ်ဆန္ဒပြရယ် တပိမောက်တယ်ဆိုတာကိုထောင်ချတယ်ဆိုတာဒါကသူတို့ပြောပြောနေတဲ့ဒီမိုကရေစီဆိုတဲ့နိုင်ငံတော်ရဲ့ပြီးတော့ပြည်ပြင်ကြောင်းလဲရေးကာလာဆိုရဲကာလာအီးမာရဲ့ဆိုတာဒါဘလုံးမလိုက်ဖက်ဒီချွေမျိုးမရှိပါဘူးပြီးတော့ဖန်စီရရိုဒန်ဖန်စီရမော်ဘန်နဲ့ဟိုအတင်းဝင်အတင်းထန်းနဲ့ပြီးတော့ရိုင်းနဲ့ဖန်စီရမျိုးတွေအများကြီးတုံ့ပြန်ပါတယ်အဲ့တော့အဲ့လိုဖန်စီရပုံမှာဒီမိုကရေစီနိုင်ငံတော်ဆ ရဲ့ကောင်းနေတဲ့ဘလုံးကမဆိုင်နိုင်ဘူးလို့ဒီကြောင်းအပြားစုနေတဲ့အတွက်တော်တော်လေး1နဲ့ရတော့ပြီးတော့အစိုးရအနေနဲ့လည်းဟိုပရီမတီတာအတွက်လည်းဒီအစိုးရဒီလိုအတွက်ကောင်းတဲ့အစိုးရဖြစ်လားမဖြစ်ဘူးလားဆိုတော့ဒါမေကုံးထုတ်ပြန်မလိုတော့တဲ့အခြေအနေဖြစ်သွားပါတယ်